ာသနာတော်နှစ်2556ခုနှစ်ကောဇာတက်ကြရက်1384ခုနှစ်နတော်လာပြီကျော်ရှိရ2013ခုနှစ်ဇန်နဝါရီလ5ရက်မန္တလေးတိုင်းလေသာကြီးမဟာအောင်မြေမြို့နယ်ပေါင်းလဲကျောင်းတက်မဟာအောင်မြေရွှေသားလျောင်းဓမ္မပိမံတော်ကြီးအတွင်း ဆင်းရဲကျင့်ပါပြုလုပ်ပါသည်မမျိုးစေမိသားစုဆုထခြင်းမြောက်ဓမ္မသဘင်ခန္ဓာဝဲမိဘများကိုမူထား၍သူဓမ္မမနိသောတတရာဥအောင်နိုင်စေတိရိသူဓမ္မတိန်ကြီးတော်မြင့်မြင့်နွယ်သာမောင်ဟိန္ဒူမောင်ငိမ့်ခန့်ကျော်တိရွှေစင်ရွှေဆိုင်မိသားစုတို့အမတဒါနဓမ္မဒါနဖြစ်ဖြစ်ဟောကြားအပ်တော် တိခံခြင်းနဲ့ကိုခြင်းတရားထိမ့်သိမ့်ခြင်းအကြောင်းတရားလေးသနာတော်ဒီနေ့ညတပါးသဖြင့်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာကုန်ကိုအာယုပြုကားတည်ကျဖွဲ့ဆိုအပ်တော်ဝန္နာပနာမအာတိတဂါထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရုံတော်အတိဒုက္ခရာနိ ေရံကတောလောကဟိတယာတာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအေတ္တသင်္ချာတို့ဖြင့်တော်လဲ အဘယ်မယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိမ့်နေကပါရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးသာအတိတုကရာနိဥ္စာအသက်ချင်းတဲ့အင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်းကြီးဟု ကြတိထားဝယ်ငါတို့အစုအလုံးခဲ့ရင်တော့မှုတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအထုတ်တော်မူရသည်ဖြစ်ပြီးခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မင်းတို့ကတောဘဝတဏ္ဏချိန်ခံများစွာရောက်တော်မူခဲ့ရရှာနေပြီး မဟာကရုဏိကတ္တတ္တဝါများယင်ဝေတာကေတုတနာချိခေမဟာကရုဏာရှင်ဖြစ်တော်မူသောတန်တနာတတဝေနိယများစွာတတ္တဝါဤချမ်းသာစီပါလိုလာတောင်းတကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအာနမောယုတိပြောင်းပြောမှန်ကိုလျော်၍ ရောယုကျိုးရှိခိုးခြင်းသည် အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသိခံခြင်းနဲ့ကိုချင်းတရားကောင်းမွန်ခြင်းဒီအရေးချင်းနဲ့ရ သူတော်သူမြတ်တို့မှရှိတဲ့ရှိတတ်တဲ့အရေးချင်းတွေလောကမှာနေထိုင်ကြတဲ့အခါမှာတူတယောက်တည်းနေထိုင်တာမဟုတ်သည့်အတွက်ကြောင့်တိခဏ်ချင်းဆိုတဲ့ခုံကြီးဟာအများနဲ့ဆက်ဆံတဲ့အခါမှာအလွန်အရေးကြီးတဲ့ခုံကြီးတစ်ခုဖြစ်တယ်ဒါလည်းမကဘူး အဘိပိကုသလဓမ္မာခန္တရာယတဝဝတ္တရေကုသိုလ်ရဖို့အတွက်အရေးကြီးဆုံးကသိက္ခာမှုပဲပေါ့အဲ့တော့သိက္ခာမှုမရှိရင်ကုသိုလ်တောင်မရနိုင်ဘူးလို့ဒီလိုဆုံးလို့ရဒါကြောင့်မို့သိက္ခာဉာဏ်ဆိုတဲ့ခြင်းတရားသူတော်သူမြတ်တို့ရဲ့အရည်အသွေးဖြစ်တာမို့ဘုရားလောင်းတော်တွေဟာပါရမီဖြည့်တဲ့အခါမှာခန္တီပါရမီဆိုတာကိုတည်တည်တတ်တတ်ဖြည့်စည်းရတယ် ဲ့တော့လူတော်လူကောင်းဖြစ်ဖို့ထူးခြားတဲ့အရေးချင်းတွေနဲ့ပြည့်စုံဖို့ဆိုတဲ့အခါဒီတိခဉ္ဇင်းဆိုတဲ့ခန္တီတရားဟာအရေးပါတဲ့တရားဖြစ်တယ်ရသော်ဘုရားကိုယ်တိုင်ကလည်းဘုရားဖြစ်သူရောက်လာတဲ့အခါခန္တီပရမန်တဘောတိတိခါလို့ရဟန်းတော်တွေကိုတလကိုနှစ်ကြိမ်နှစ်ကြိမ်ဒီစကားမိန်ကြတယ် ဩဝါဒပါတိမောက်လို့ဆိုတဲ့ဂါထာထဲမှာခန္တီပရမန်တဘောတိဋ္ဌခာဆိုတဲ့စကားလုံးရက်စွာပြရဟန်းတော်တွေကိုတလနှစ်ချိန်ဆုံးမဩဝါဒပေးတဲ့ထဲမှာထဲသွင်းဟောကြားထားတယ်ဘလို့အရေးပါတယ်ဆိုတာဓမ္မတိတာထင်ရှားတယ်ပေါ့သူတော်ကောင်းတွေရဲ့ကြီးမားတဲ့အင်အားစွာအားတစ်ခုပဲလို့ ဘယင်းတက်ခင်တုန်းကခန္တီပါရမီကိုဖြည့်ကျင့်ခဲ့ကြဖြည့်ကျင့်လာတဲ့အခါမှာခန္တီပါရမီအထွတ်ထိပ်ရောက်လာပြီဆိုတဲ့အခါဘုရားဖြစ်သူရောက်တယ်ရောက်ပြီးတဲ့အခါမှာဟောဒီခန္တီပါရမီတိခန့်ခြင်းရဲ့ဒီအရေးပါမှုကိုဂရိတာဝကတွေအားလဲလိုက်နာကျင့်သုံးဖို့ဆိုပြီးမြတ်စွာဘုရားဆုံးမဒါကိုအမတ်တမဲ့မနေဘူးပေါ့နော် ိခန်းဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြတိခန္ဓာကအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်လောကလူသားတွေရဲ့ရှုံးရင်းနိုင်ရင်းလို့သတ်မှတ်ချက်ဘုရားရသော်ရဲ့သတ်မှတ်ချက်နဲ့အတ္တမကွာခြားတယ်လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတာတကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့ အနိုင်အရှုံးဆိုတာတည်တည်ချာချာတွက်ချက်ပြီးတော့ကြီးတဲ့အခါဘိက္ခံမှုကနိုင်လိုက်တယ်ဆိုတာအမှန်တမ်းပါထင်ရှားသာရကတစ်ခုကိုနိုင်ရှင်ပြီးတော့ကြီးလေမြတ်စွာဘုရားနဲ့ဒေဝရတ်ရှင်တွဲပြီးတော့ပေါ်ပေါက်လာဆွေမျိုးတဲမှာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ုံများမကား လူဘွားကရောက်ဖာဆိုတဲ့မြို့တိုင်းဝိုင်းထဲတောင်ရောက်လာသေးတာအဲ့ဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်ရသော်ဘုရားကမြေဓုတဖွဲတိခတ်မှုစွမ်းအားနဲ့ပြည့်စုံတယ်ဒီဝရကလုံးဝတိခတ်နိုင်စွာမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့တိခတ်သူနဲ့တိခတ်မှုမရှိတဲ့ပုဂ္ဂိုလ်တိခတ်သူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒီဝရနဲ့မြတ်စွာဘုရားဒီဝရဟာ မြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့တူရက်950ဇတ်တိမှာကြည့်ရင်ဘုရားလောင်းကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတောင်မှပဲဒီဝရရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပဲပြောတယ် ဒေဝရကဝန်ချတောင်းပန်ပြီးတော့ဘဝတစ်ခုချုပ်ငြိမ်းပြီးတော့သွားနောင်တရပြီးတော့ရသော်ဘုရားအပေါ်မှာတိခံခွင့်လွတ်ဖို့ဝန်ချပြီးတော့မှဘဝတစ်ခုဆုံးသက်သွားတယ်။အဲ့ဒီဝန်ချသွားမှုလေးဟာသူ့ရဲ့နောက်ဆုံးကြံရှိတဲ့သူတော်ကောင်းအကြီးချင်းလေးတစ်ခုဖြစ်သွား။အဲ့တိခံမှုဆိုတာဟာပါရမီပြည့်လာတဲ့ဘုရားမြတ်စွာဘုရားမှာတိုင်းစား မရှိတော့ကြီးမာတဲ့သိက္ခာမှုကိုရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာသိက္ခာမှုဆိုတဲ့ခန္တီတရားကိုလက်ကင်ထားဖို့ဆိုတာအရေးကြီးတယ်လို့ဒီလိုမှတ်သား။အဲ့တော့သိက္ခာနယ်လို့ဆိုတဲ့နေရာမှာသိက္ခာဇရာတွေကဘာတွေရှိသလဲလို့ဆိုသိက္ခာဇရာတွေကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင် ိုယ်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတစ်မျိုးတည်းတင်သိခံစရာမဟုတ်ဘူးကိုယ်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတွေကိုလည်းသိခံတယ်ကိုယ်တဏ္ဍာမှာဖြစ်ပြလာတဲ့ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကိုလည်းသိခံတယ်ယာတိဥရုဒဏ်တွေကိုလည်းပဲသိခံသိခံပြီးတော့လုံးတဲ့လုံးထိုက်တာကိုဆက်လုံးနေတယ်ဆိုတဲ့အထိပယ်ကိုပြောတာเนาะ ဒါကြောင့်မို့ချင်းစင်နေတဲ့မှာခမာပฏิပရာတိခဏ်နဲ့အကျင့်ဟာဒါတွေနဲ့ပတ်သက်တာအဓိဝါတကမိမိပေါ်မှာဘယ်အရာတွေပဲဖြစ်ဖြစ်သူများကစော်ကားတဲ့အရာတွေလဲကိုယ်ပေါ်မှာတင်ထားလိုက်တယ်တွန်းဖယ်မချဘူးဆင်းရဲဒုက္ခတွေကိုလည်းပဲတွန်းဖယ်မချဘူး လက်ခံထားလိုက်တယ်အဲဒီလိုလက်ခံထားနိုင်တဲ့စွမ်းရည်တတ္တိတွေကိုယ်စိတ်တုံလုံးခြောက်ခြားခြင်းမရှိဘဲနဲ့အရာရာကိုရင်ဆိုင်ပြီးတော့စိတ်အားမပြတ်ဖဲနေတာဒါတိခတ်တယ်လို့ပြောတာတော့ကမင်္ဂလာတရားတွေထဲမှာလည်းပဲတိခတ်မှုဆိုတာအလုံးပါမရှိပြီးတော့နေတယ်အဲ့တော့ခန္တီဆိုတဲ့သဘောတရားလေးကိုစကလုံးကဖော်ပြတဲ့အတိတ်ပဲလေးနဲ့ပို့ပြီးတော့ မှတ်သားလို့မှတ်သားကြည့်မယ်ဆိုရင်ထင်ရှားနိုင်တယ်ပေါ့ခန္တီဆိုတဲ့သကလုံးကိုဗျာကရုံးကျမ်းနှိမ်မှာဖွင့်ဆိုတဲ့သကလုံးရဲ့အနှစ်သာရနဲ့ကြည့်ပြီးပြောမယ်ဆိုရင်ခန္တီဆိုတဲ့သကလုံးဟာခမှုဆိုတဲ့သကလုံးအရင်မြက်ကလာတာခမှုဆိုတဲ့သကလုံးအရင်မြက်ကို အတိပ္ပယ်ဖွင့်ဆိုတဲ့အခါမှာခမှုတဟနေဆွမ်းရည်တတ္တိရှိခြင်းဆိုတဲ့တဟနခန္ဓာရည်ရှိခြင်းဆိုတဲ့အတိပ္ပယ်ခန္ဓာရည်ဆိုတဲ့အတိပ္ပယ်ဟာဒီစန့်ကျင်ဘက်တွေလာတဲ့အခါမှာဘယ်လိုပဲစန့်ကျင်မှုတွေလာလာခန္ဓာရည်ရှိတယ်နော်ခန္ဓာရည်ရှိတယ်ဆိုတဲ့အတိပ္ပယ်ကဘာကိုပြောတာတုံးဆိုတော့ မိမိပေါ်မှာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားစေနိုင်တဲ့မခံနိုင်လောက်တဲ့အတိုင်းအတာတစ်ခုတွေကိုကိုမှဖြစ်ပေါ်လာလို့ရှိရင်စိတ်အခြေအနေမပြောင်းမဲနဲ့ခန္ဓာရင်ရှိလာအဲ့ဒီခန္ဓာရင်ရှိတာကိုခန္တီလို့